ကွယ်လွန်သွားတဲ့မိခင်ကြီးဒေါခင်တန်ဝင်းနဲ့ပတ်သက်ပြီးကောလာဟာလာတွေကိုအခုလိုဖြည့်ရှင်းခဲ့ရတဲ့ရည်ပွင့်ဖြူမင်္ဂလာပါရှင်ပါမင်းစနောင်းမှာပြန်လည်ကြေဆွန်လိုက်ပါတယ်အခုရပိုင်းထဲမှာကွယ်လွန်ဆုံးဖားသွားတာကရည်ရွယ်ဖွံ့ဖြိုးရဲ့အမိန်စိန်ဖြိုးလိုက်ရင်ရောက်ခမှာဒေါခင်တန်ဝင်းဖြစ်ပါတယ်။အခုလိုဒေါခင်တန်ဝင်းကွယ်လွန်သွားတဲ့အပေါ်မှာသမီးဖြစ်သူရည်ရွယ်ဖွံ့ဖြိုးတင်အောင်အစောပိုင်းမှာလူတွေထင်လွဲခြင်းကိုခံနေရတာဖြစ်ပါတယ်။ ဒါကလည်းဒေါခင်တန်ဝင်းဟာမိမသိဆုံးသွားတာ၃ရက်ကြာမှလူတွေသိတာဖြစ်ကြောင်းဒေါခင်တန်ဝင်းဟာတိုက်ခန်းမှာတယောက်တည်းနေထိုင်တာဖြစ်ကြောင်းပြောကြတာကြောင့်ဖြစ်ပါတယ်။ဒါကြောင့်လေသမီးဖြစ်သူရီဖွင့်ဖြူနဲ့စိန်ဖြူလိုက်တော့ဟာခီးတွေပတ်တော်လိုက်၊ချောညာရိုက်ကူးလိုက်နဲ့ငွေတွေရှာနေကြတာလားဆိုပြီးလူတွေကပြစ်တင်ဝေဖန်နေကြတာဖြစ်ပါတယ်။ အလုံးတည်ကြတဲ့အတိုင်းစိန်ဖြိုလိုက်နေကြီးဖွင့်ဖြူလုံးဟောင်းမြန်မာနိုင်ငံအအောင်မြင်ဆုံးခီးတော့ဘလော့ဂါတွေဖြစ်ပါတယ်။ဒါကြောင့်လည်းစိန်ဖြိုလိုက်နေကြီးဖွင့်ဖြူလုံးအင်တာနက်စာမျက်နှာတွေဆိုရှယ်မီဒီယာပလက်ဖောင်းပေါ်ကနေရတဲ့ဝင်ငွေတွေကမနည်းပါဘူး။ဒါပြင်စိန်ဖြိုလိုက်နေကြီးဖွင့်ဖြူလုံးဟောင်းကြော်ညာများစွာနဲ့ရိုက်ကူးကောင် ဝင်ငွေကောင်းနေတာပါ။ ဒီလိုအောင်မြင်ပြီးချမ်းသာကြွမနေတဲ့စင်ဖြူလိုင်းတဲ့ကြီးပွင့်ဖြူလုံးဟောင်းမိခင်ကြီးကိုဒီတိုင်းတိုက်ခမ်းမှာပြစ်ထားသလားဆုံးသွားတာတော့မသိဘူးလားစသည်ဖြင့်ကောလာဟာလာတည်င်းတွေကို အမှန်ထင်က ဝေဖန်နေကြတာဖြစ်ပါတယ်အထူးသဖြင့်ကြီးပွင့်ဖြူရဲ့အမေဒေါခင်တန်ဝင်းဟောင်းရုပ်ရှင်လောကမှာနာမည်ကြီးဝါရင်ဇက်ဖို့ဆက်ရန်သယုံဆောင်တယောက်ဖြစ်ပါတယ်ဒါပြင်ဒေါခင်တောင်းဝင်းဟောင်းနုပညာလောကသားတွေကိုစိတ်ထားကောင်းကောင်းနဲ့ဆက်ဆံတတ်သူဖြစ်ပါတယ် ဒါကြောင့်လေတော်ခင်တောင်းဝင်းတည်ဆုံသွားရတဲ့ပုံမှာနှုပညာတိုင်းဝိုင်းကလူတွေကတော်ခင်တောင်းဝင်းတော်ဝန်းနဲ့ပူဆွေးကြရတယ်လို့ပြည်သက်တွေကစိတ်မကောင်းဖြစ်ကြရပါတယ်။ဒါပြင်တော်ခင်တောင်းဝင်းကတိုက်ခန်းတစ်ခုမှတယောက်တည်းလူမသိသူမသိ၊ကွယ်လွန်သွားနေဆိုတဲ့တည်င်းနေအတွက်လည်းသူလိုသူလိုဖြစ်ကြရပါတယ်။ဒါပေမဲ့လည်းတစ်ဖက်မှာတော့တင်းဥဆောင်မင်းသမီးရီယူခွင့်ပြုရဲ့မိခင်ကြီးဟာကွယ်လွန်တာ၃ရက်ရှိပြီဆိုတာလုံးဝမဟုတ်ဘူးလို့သိရတာပါ ဒေါခင်သဝင်းဟာမေလ24ရက်နေ့နနက်10:00နာရီချိန်မှာကွယ်လွန်သွားတာဖြစ်ကမကွယ်လွန်ခဲ့တဲ့ရက်အလို့ဒီအကောင်းကြီးရှိသေးတယ်လို့ဆိုပါတယ်။24နာရီမနက်မှာတောင်ရုတ်တရက်သွေးဆောင်တက်ကကွယ်လွန်သွားတာဖြစ်ကြောင်းသိရတာပါ။ဒါကြောင့်လည်းရှီဖွင့်ဖြူကအမေဆုံးပြီးကျမအမေကသွေးထိုးယောဂသမားပါ။တခြားအိမ်ရာတွေလဲနေတဲ့ယောဂဘာမှမရှိပါဘူး။ဒီမနက်ပဲရုတ်တရက်သွေးဆောင်တက်ပြီးဆုံးသွားတာပါ။ ဘာလို့တည်နေတာ၃ရက်ရှိပြီးတော့ပုံစော်နဲ့နေပြီးတော့မဟုတ်တဲ့တဲ့င်းနေရေးချင်ပြောချင်ကြတာပါလဲ၃ရက်ကြာပြီလို့ပြောရအောင်ပြောတဲ့သူကျမတို့အိမ်ထဲဝင်ခွင့်ရှိလားမြင်ရလားထိရလားပြောဘာကြောင့်လဲကျမနားမလည်နိုင်ဘူးသွားလေသူအေးဆေးသွားပါစေလားရှင်ကိုရဲ့မဟုတ်မမှန်စကားကြောင့်ကျန်ရစ်သူမိသားစုကိုပါထက်စီစင်းရင်ဘာချုံးမြတ်ရမှာမို့လို့ပါလဲဆိုပြီးပြတ်သားစွာပြောလာတာပါ ကြည်ပွင့်ပြူအောင်မိခင်ကြီးဘာပဲလုပ်ချင်လို့ချင်းဖြည့်ဆည်းတတ်ပါတယ်။ကြည်ပွင့်ပြူနဲ့မိခင်ကြီးဒေါခင်တန်းဝင်းတို့တာမီကြကချစ်ချင်းမြတ်တာတရားတွေကိုတခါတလေ plot တွေမှာတွေ့မြင်ရတာပါ။ဒေါခင်တန်းဝင်းကိုယ်တိုင်ကလည်းတာသမီတွေထဲမှာသမီးလေးရှိရှိကိုအချစ်ဆုံးဖြစ်တယ်လို့လိမ္မာတဲ့သမတ်လေးပါရထားလို့ကြည်ပွင့်ပြူနဲ့စိန်ဖြိုးလိုက်တို့ကြောင့်ဘဝမှာစိတ်ချမ်းသာရာကြောင့်ပြောပူတာပါ။ ဒီဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရောရည်ဖွင့်ဖြူရဲ့မိခင်ကြီးဒေါခင်တန်ဝင်းအသက်ဆုံးရှုံးသွားရတဲ့အပေါ်မှာမိမိတို့အမြင်ကိုမှတ်ချက်ပေးသွားကြပါအောင်ရှင်။